တတိဝင်းလိုက်နာယူသွားတဲ့ဆုံးဖြတ်ချက်ရဲ့နောက်ဆက်တွဲရွေးရလဝေရဲ့ရှေ့အွှေ့ဘာလဲဘယ်လဲပရိသမလဝေမိလာများမန်ချက်စတာဖောဆောင်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်တတိဝင်းလိုက်ကြီးကကစားမဘွားကနေနာယူဖို့အတွက်ဆုံးဖြတ်လိုက်ပြီးဆိုပြီးတင်းနေထွက်နေပါရင်ဒါကသွေးတဲ့အပြင်ရွေးရလဝေလောကကြီးတစ်ခုလုံးရဲ့ဖြစ်တည်မှုကပါမေကွန်ထုတ်စရာဖြစ်လာခဲ့ရပါရင်ယနေ့ခေတ်လို ANC promotion တို့လိုမျိုးတိုက်ခိုက်ရေးအားကစားကိုကျင်းပနေတဲ့ promotion တွေထွက်ပေါ်လာခဲ့တာကကောင်းတဲ့အချက်ဆိုလိုက်ပေမယ့် ANC ကအပြော်ဝင်ပွဲတွေကိုသာဦးစားပေးပြီးတော့စီစဉ်ကျင်းပပေးနိုင်ပါသေးတယ်။ ဒါကြောင့်ရွာလုံးလောကအတွက်အာကိုအာထားပြရလောက်တဲ့မျိုးဆက်တဲ့ fighter တွေသွေးသစ်တို့ခေတုံးကားလောက်တိတ်ပြီးမထွက်တော့တာကိုတွေ့နေရပါတယ်။ဆွန်လင်းကတော့ဒီအချက်ကိုကုစားနိုင်မှုအတွက်သူတက်ဆွမ်းတဲ့လောက်စ조사နေတာကိုတွေ့ရပါတယ်။ဆွန်လင်းကဒိုယွာလုံးကလပ်ကိုတီထောင်ထားပြီးဆွန်လင်းရဲ့ပုံရင်းကြောင့်သူ့ရဲ့လက်ဝဲကလပ်မှာလာရောက်လေ့ကျင့်ကြတဲ့ fighter တွေတော့အများကြီးရှိနေပါတယ်။ဒီအချက်ကတော့အားရစရာကောင်းပေမဲ့လက်ရှိချိန်ထိတော့တိတာထင်ရှားတဲ့အကျိုးသက်ရောက်မှုတွေရှိမလာသေးပါဘူး။ဒါကပြည်ရင်အထောက်ပံ့နေတဲ့အများကြီးတက်ဆိုင်ပါတယ်။ ယနေ့ခေတ်မှာအသွေးတိတို့ခေတုံးကလိုမျိုးပြည်သက်ရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်နိုင်တဲ့ရိုးရလက်ဝဲပွဲတွေကျင်းပဖြစ်တာမတွေ့ရသလောက်နေပါလာပါရင်တကယ်ဆိုရင်ဒီလိုပွဲမျိုးတွေမှာခေါင်းပွဲနဲ့နာမည်ကြီးတွဲဆိုင်တွေလောက်ပါနာမည်ကြီးဖိုင်တာတွေပါဝင်ရှင်ပြိုင်ကြရပြီတခြားသောမထင်မရှားဖိုင်တာတွေကတော့အရန်ပွဲတွေမှာဝင်ပြိုင်ကြရပါရင်လက်သွေးခွင့်ရရှိတာကြောင့်ဖိုင်တာတွေရဲ့အရေးချင်းကလည်းလိုက်ပြီးတော့တိုးတက်လာပါရင်တွေ့တဲ့တော့ခေတုံးကဖျားပွဲတွေမှာတော့လက်ဝဲပွဲတွေကိုထည့်သွင်းချင်းမတက်တာကလည်းဒီနေ့ခင်းနဲ့ကြွားချသွားတဲ့အချက်တစ်ခုပါပဲဒါကြောင့်လည်းယနေ့ခင်းမှာ ိုးစက်တဲ့ UFO fighter တွေထွက်ပေါ်လာမှုမရှိသလောက်ကိုနည်းပါးသွားရပါတယ်အခုနောက်ပိုင်းသွင်းလင်းထက်တော့လို့ဝမ်ချန်ပီယံရှစ်မှာအောင်မြင်မှုရရှိတဲ့ရိုးရဖိုင်တာတွေထွက်ပေါ်လာပေမဲ့လည်းသူတို့ရှင်ပြိုင်နေကြတာကရိုးရလည်းဝေမဟုတ်ပါဘူး။မှွေထိုင်းပါ။ဒီနေ့ခင်ဗျာဆိုရင်တချို့သောဖိုင်တာတွေဟာခွန်ခမတခြားသောဖိုင်တာတွေကမှွေထိုင်းနဲ့တချို့ဆိုရင် MMA ပွဲတွေကိုပြပမှာထွက်ကစားလာကြပါရင်ရိုးရလည်းဝေပွဲတွေကျင်းပဖို့အတွက်နောက်ွယ်ကနေစီးပွားရေးအရအထောက်ပံ့နေလည်းများစွာလိုအပ်ပါရင်ဒါမျိုးရရှိအောင်လို့လည်းသက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ရှာဖွေချိတ်ဆက်ကြိုးစားမှုတွေပြုလုပ်ရမှာဖြစ်ပေမဲ့ဒါမျိုးလုပ်တာတွေတိမ်မတွေ့ရပါဘူး။ အဖြစ်သဘောမျိုးလောက်သာစူးစမ်းကြရတာတွေ့ရပါတယ်ဖိုက်တာတွေဆိုရင်လည်းလူတွေပါပဲဒါကြောင့်သူတို့ရဲ့အသက်ရှင်ရည်တည်မှုအတွက်လုံလောက်တဲ့မွေးကြေးအထောက်အပံ့တွေလိုအပ်ပါတယ်ဒီလိုမှမရနိုင်ဘူးဆိုရင်တော့မျိုးဆက်တဲ့ဖိုက်တာတွေဘလုံးနည်းနဲ့မှဆက်လက်ရည်တည်နိုင်ဖို့ကမလွယ်ပါဘူးဒါကရွေးရလို့လောကကြီးဆွဲထုတ်လာတာကိုပြသနေပါတယ်ဒီလိုအချက်တွေကြောင့်ပြည်တွင်းမှာရွေးရဖိုက်တာတွေရှားပါလာကြတာဖြစ်ပြီးသွေးတင်အနားယူသွားခဲ့တဲ့ဆုံးဖြတ်ချက်တွေထဲမှာဒီအချက်တွေကအဓိကအကြောင်းတရားတစ်ခုဖြစ်လာခဲ့ပါတယ်နောက်ပြီးရွေးရလုံဝေးဟာဗလာလက်တီထိုးခွင်ဥကောင်တိုက်ခွင်နဲ့ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာတွေဖြစ်ပေါ်နိုင်တာကတကြောင် နိုင်ငံအစိအကစားတစ်ခုအနေနဲ့မွေတိုင်းဓမ္မဘောက် MMA လောကလိုတည်ငြိမ်တဲ့ဝင်ဝင်နဲ့ promotion စနစ်မရှိရကြောင်းလူငယ် fighter တွေအနေနဲ့စိတ်ဝင်စားဖို့တွေတပြေးပြေးနဲ့နှဲပါလာကြပါတယ်။ One Championship လိုနိုင်ငံ platform တွေမှာမွေတိုင်းနဲ့ MMA ကစားနည်းတွေကပုံမှန်ရေးမှန်းစားပြီးဝင်ဝင်ပိုရတက်တာကြောင်းလူငယ် fighter တွေဟာရွေးရလဝေးထက်ဒီကစားနည်းတွေကိုပို့ပြီးတော့ဦးစားပေးလာကြပါတယ်။တဲ့တဲ့ကိုယ်တိုင်ကလည်း One Championship မှာမွေတိုင်းစီးမြင့်နဲ့ထိုးသွက်ဖို့ကြိုးစားခဲ့ပြီးဒါဟာရွေးရလဝေးထက်နိုင်ငံအဆင့်အခွင့်အရေးနဲ့ထိုးချဲ့တွေပိုရမယ်လို့ယူဆခဲ့တာဖြစ်နိုင်ပါတယ်။ ရွှေရလဲဝေးမှာလူငယ်ဖိုင်တာတွေကိုစနစ်တကျလင်းချင်ပေးမဲ့အကယ်ဒမီတွေဒါမှမဟုတ်ပရိုမိုရှင်းစနစ်တွေအားနည်းနေပါသေးတယ်။ထိုင်းနိုင်ငံမှာမွေထိုင်းအကယ်ဒမီတွေနဲ့စပွန်ဆာတွေရှိသလို US မှာ MMA ဖိုင်တာတွေအတွက်ပံ့ပိုးမဲ့စနစ်တွေရှိပေမဲ့မြန်မာနိုင်ငံမှာရွှေရလဲဝေးအတွက်ဒီလိုစနစ်တွေမရှိသလောက်ဖြစ်နေပါတယ်။ဒါကြောင့်မျိုးဆက်တဲ့ဖိုင်တာတွေထွက်ပေါ်လာဖို့ခက်ခဲရှိနေပါတယ်။တဲတဲ့တို့ခေတ်မှာရွှေရလဲဝေးဟာပြည်တွင်းမှာရေးပန်းစားပြီး WNC လို platform တွေက fighter တွေကိုနိုင်ငံအဆင့်ပြိုင်ဆိုင်ခွင့်ပေးခဲ့ပါတယ်။ဒါပေမဲ့လက်ရှိမှာ WNC ရဲ့လှုံ့ဆော်မှုနှဲပါလာတာ ပြည်တွင်းမှာပြိုင်ပွဲတွေနေပါလာတာကြောင့်မျိုးဆက်တဲ့ fighter တွေဟာသူတို့ရဲ့ရည်ချင်းကိုပြသဖို့အခွင့်အရေးနေပါနေပါတယ်။ဒါဟာသွေးတဲ့အနာယူရတဲ့အဆုံးဖြတ်ချက်အပေါ်မှာတင်ရောက်မှုချို့ရှိခဲ့ပါလိမ့်မယ်။ဒါအပြင်သွေးတဲ့အနာယူကိုအဆုံးဖြတ်ခဲ့ရတဲ့အထက်မှာမိသားစုနဲ့အေဂျင့်စွာနေထိုင်လုံမှုလိုမျိုးကိုပိုင်ဘွားအဆုံးဖြတ်ချက်တွေရိုးရလဝေးရဲ့ရုပ်ပိုင်းဆိုင်ရာအန္တရာယ်တွေကိုရှောင်ရှားလုံမှုတွေဖျားများတဲ့အခြေအနေတွေကလည်းတင်ရောက်မှုရှိခဲ့တယ်လို့ထင်မြင်ယူဆမိပါတယ်။သွေးတဲ့အနာယူမှုအဆုံးဖြတ်ချက်ဟာတမန်ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ရိုးရလဝေးရဲ့ရှေ့ရွှေကဘာလဲဘယ်လဲဆိုတာကိုမိမောင်းထုတ်ပြလိုက်ရလဲရောက်ခဲ့တယ်လို့ဆရာမပါ ပဲနဲ့များအနေနဲ့ကရောဘယ်လိုများထင်မြင်ယူဆမိကြပါလဲပြောပြခဲ့ကြပါဦးဟုတ်ကဲ့ပါများဗီဒီယိုလေးကလောက်ပါမယ်နောက်နေ့မှလည်းအားကစားနေပတ်သက်တဲ့ဒရင်ချားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Forward Zone Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနေကောင်းချော်လိုက်ရပါတယ်ခင်ဗျာ